ဇပိုတရုတ်ဆောင်ရဲ့အပေါ်မှာမလေးမဆဆက်ဆန်တဲ့မြန်မာနုပညာလောကရဲ့ရွရင်းပျက်စီးနေပုံတွေကိုပြောပြလာခဲ့တဲ့ဝါရဲနုပညာရှင်အန်တီတော်ခင်ခင်ကြီးမင်္ဂလာပါပရိသတ်ကြီးရှင်အန်တီတော်ခင်ခင်ကြီးကတော့အနုပညာလောကမှာအနုပညာသက်တမ်းနှစ်ပေါင်းများစွာရှိနေပြီဖြစ်တဲ့ဝါရင်အနုပညာရှင်တယောက်ဖြစ်ပါတယ် ရိတ်သက်တွေအားပေးခဲ့တဲ့ဗီဒီယိုခစ်ကလေးကဗီဒီယိုဇာတ်ကားပေါင်းများစွာမှာစပိုတရုပ်ဆောင်တယောက်အနေနဲ့နှစ်ပေါင်းများစွာရက်တည်ခဲ့သလိုရုပ်ရှင်ဇာတ်ကားနဲ့ဇလန်တွဲတွေခေစားလာတဲ့အချိန်မှာလည်းတဘာဝကြားတဲ့တရုပ်ဆောင်ချက်တွေနဲ့ဒီနေ့ဒီချက်ရက်ထိရက်တည်နေနိုင်စဲပဲဖြစ်ပါတယ်။အခုတခါမှဆိုရင်တော့အန်တီတော်ခင်ခင်ကြီးကစပိုတရုပ်ဆောင်တယောက်အနေနဲ့ရုပ်ရှင်လောကမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတချို့ကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ရုပ်ရှင်လောကကပရိုဂျူဆာတွေနဲ့ဒါရိုက်တာတွေဟာမင်းသားမင်းသမီးတွေအပေါ်မှာသာအာရုံစူးစိုက်မှုရှိနေခဲ့ကြပြီးဇပိုတရုပ်ဆောင်တွေအပေါ်မှာတော့မလေးမဆားဆက်ဆံခဲ့သလိုမလုံသင့်တဲ့အလုပ်တွေကိုပါလုပ်ခဲ့တယ်လို့အန်တီဒေါခခင်ကြီးကရှင်းပွင့်လာခဲ့တာပဲဖြစ်ပါတယ်။ဇပိုတရုပ်ဆောင်အန်တီဒေါခခင်ကြီးဟာကျမရေမကောင်းတဲ့ခင်မုံဖြစ်သူကိုပြည့်စုံဆောင်ရှောက်နေရသူဖြစ်ပြီးဒီသားစုဝင်ဝင်ရရှိစေဖို့အတွက်လည်းကိုယ်တိုင်ရုံးကန်နေရသူဖြစ်ပါတယ်။ အနုပညာကိုလည်းချစ်မြတ်လို့တလို့မိသားစုပြည်လဲဘုရားတက်လဲလှုပ်လှုပ်ကိုင်းနေရတဲ့အန်တီတော့ခင်ခင်ကြီးကရုပ်ရှင်လောကကဇပိုတယောက်ဆောင်တွေအပေါ်မှာဆက်ဆံတဲ့ပုံစံတွေကိုအခုလိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်ပြန်ပြောမယ်ပြန်ပြောမယ်ဆိုပြီးတော့ဘသူ့ကိုအဖေခေါ်ရမှာလေအဲ့ဒါမိလို့စပုတ်ရုပ်ဆောင်ကြီးရေဘဝပါကားရိုက်ရှိတယ်ဆိုပြီးတော့ကြိုတင်ပြီးတော့ဖုန်းဆက်တယ်တလား ကြော့ဒီပုံစက်တယ်ပြီးတော့တပတ်ကြော်လောက်မှလည်းရှိနေဆွေပုံစက်နောက်တခါနောက်တပတ်လာတော့လေလူတွေတွေ့တယ်တွေ့ပြီးတော့ကားကားရိုက်နေစကားပြောဆိုပြီးဒါမဲ့နောက်ပိုင်းကျတော့ပြောထားတဲ့ရက်ထက်ကြော်သွားဟော TikTok တို့ YouTube တို့မှာကားရိုက်နေတာတွေ့အဲ့ဒီတော့မှအင်းမဖြစ်တော့ဘူးဖုန်းဆက်နေမှဖြစ်တော့မယ်ဆိုပြီးဖုန်းဆက်နေလိုက်တော့ဟောအမေတဲ့ဟိုစက်ပြောင်းသွားလို့ပါတဲ့ ကောင်းပါလေဟုတ်ပါရဲ့ဆက်ပြောင်းသွားပြီဖြစ်စေလူပြောင်းသွားပြီဖြစ်စေမရိုက်ဖြစ်တော့ပြီဖြစ်စေမရိုက်ချင်တော့ပြီဖြစ်စေဆပ်ပုတ်အေယုဆောင်နေကိုအကြောင်းလေးအချင်းလေးအကြောင်းလေးကြားပေးပါဆိုတေယုဆောင်အမေတို့အထူးသဖြင့်ဆပ်ပုတ်ရရလေကားရိုက်ရှိတယ်ဆိုလို့ရှိရင်တကယ်ကိုခြေကျုံးနေသွားတာတကယ်ကိုချုပ်ပြီးသားလို့ဖြစ်ပါ ဈေးလည်းမသွားရဘဲမှလည်းမသွားဘာမှလည်းမလာလူမှုကြီးလည်းဘာမှမလုပ်ရဘူးဟိုကားရိုက်ချက်ကိုပဲတကယ်ကိုမဟုတ်တော့ထိုင်ဆောင်ရတယ်အဲ့ဒီလိုဖြစ်အဲ့တော့လူဟိုပုံမင်းနေနေတာပြောလိုက်ဟိုစိတ်ဆိုးတက်တဲ့စပုတ်နဲ့တွင်နေစိတ်ဆိုးခံလိုက်ပါဟိုစိတ်